ခင်ဗျာဒေါက်တာအောင်ခေါ်ပါတယ်ဖိုင်ယာကာလာကကာလာအနောင်ဆက်လုပ်ပေးနေတယ်ဂျူလာဆက်ရဲမီမီလေးဖြစ်ပါတယ်ဂျင်းကာဆက်ဆိုရယ်တမီနီတယောက်နဲ့ဂျိုရှာဆက်ဆိုရယ်တာလီတယောက်နဲ့ရှိပါတယ်မကွန်ဘူးရှင်ပြဟိုတယ်ကဥရောဆက်ရယ်စတီလေးဖြစ်ပါတယ်တကယ်တမ်းတော့ဒီအကြောင်းအရာတွေကိုရှင်းပြဖို့ရာအတွက်မီဒီယာတွေကိုဖိတ်ထားတာပါမီဒီယာတွေကမလာရေးချတော့ပါဘူးအဲဒါကြောင့်ကျွန်တော်ကကျွန်မလေးတင်လာရတော့တာပါတကယ်လို့ဒုံစာလေးကိုတခဏတာနေပြောရမှာဖြစ်တာမို့ အမားပါလို့များတာဖြစ်တဲ့အတွက်စောင့်ကြည့်ပြီးမှပြောသွားမယ်နော်။တင်းစာရေးမှာဥရောပစဲထိုင်တိုင်းတင်းရင်းနေစပြီးရောချူချက်စကူဘာမှမတင်တော့ဘူးကျွန်မတားထားတာပါ။ကျမလည်းရအောင်မိမယ်ဆိုပြီးပြောထားခဲ့တာဂျူလီယာစက်ကလည်းဘာမှမတင်တော့ပါဘူးဒါပေမဲ့အခုလို့ကျမထွက်ပြောရတာက အောက်တိုဘာလ19ရက်နေ့ကဂျူလိုင်19ရက်နေ့စခန်းကဖုံးဆက်လာပြီး66ကကြီးနဲ့အမှုဖွင့်လာတာဖြစ်လို့စခန်းကိုလာခဲ့ပါလို့ပြောလို့ဂျူလိုင်ဆက်သွားတဲ့အချိန်မှာပဲဖုံးတင်ခံရပြီးအာမခံလုပ်ခဲ့ရတာပါကျမကောအာမခံနဲ့နေနေရတာပါဒါကြောင့်မလို့ခုလို့ထွက်ပြေးရတာပါကျမနေဦးရစတူရဲ့ဒီနောက်စကြလေးဖြစ်စဉ်လေးကနေစပြီးရောပြောပြချင်လို့ပါ1995ခုနှစ်3လပိုင်းခန့်ကကျမစဉ်းရောက်တဲ့နှစ်မှာ ဦးရိုးစကအလုံးလုံးပြင်ပြပြီးသူတပည့်ရင်းလာခေါ်ခိုင်းလို့အမေကလည်းအလုံးလုံးရမယ်ပြောလို့မသွားချင်လေသွားခဲ့ရတဲ့ချိန်မှာပဲကျမငိုရိုးတောင်းမနေရဲ့ဒါနဲ့အလိုမတူဘဲနဲ့ဆက်ဆက်ခံခဲ့ရတာပါ နောက်နေ့ကနေစပြီးတော့လေသူတပည့်တွေကိုခေါ်ခိုင်းပြီးမှစွန့်အတင်းပေါင်းတင်ခဲ့ရပါအဲ့ချိန်မှာဦးရိုးစရဲ့အသက်က38နှစ်ကလေးငယ်9ယောက်ရှိနေပါပြီလေးလာလောက်ကြာတဲ့အချိန်မှာ ကျွန်မအမေကတရားဝင်ယူဖို့ပြောတဲ့အခါမှာသူကသူသားအငယ်ဆုံးလေးကအသက်မပြေသေးဘူးသူသားအငယ်ဆုံး16နှစ်ရောက်တဲ့အခါကျရင်အခုရှာထားတဲ့စီးပွားရေးတွေကိုသူတို့မိသားစုတွေအကုန်လုံးထားခဲ့ပြီးတော့နေဦးမင်္ဂလာဆောင်ယူပြီးမှနေနဲ့သူစီးပွားရေးကိုစတင်ထောင်မှလို့ပြောခဲ့ပါတယ်ကျွန်မကဦးရဆိုင်ရဲ့စကားကိုယုံခဲ့ပြီးတော့သူထထားတဲ့အိမ်မှာနေခဲ့ရတာပါသူထထားတဲ့အိမ်ကလူတွေပတ်ဝန်းကျင်တွေ အင်းနာချင်းနေတရားမှမရှိပါဘူး။တော်ရက်အိတ်တိတ်မှထားထားခဲ့တာပါ။အဲ့လိုတော်ရက်အိတ်မှနင်းနေရင်းနဲ့ပဲ1998ခုနှစ်မှာကျူလာစကုပ်မွေးဖို့အတွက်ရန်ကုန်မှာတိုက်ခိုက်ခြင်းနေတစ်ခုဝယ်ပေးခဲ့ရ။ကလေးလေးကိုကောက်ကိုပဲမွေးခိုင်းခဲ့တာပါ။သူကကျတော့သူ့ကိုတိတ်ခါရင်းနဲ့လူကြီးကြီးကပြောမှဆိုလို့ဆိုပြီးမှ စည်းကမ်းလိုက်ပို့တာလို့ဆရာဝန်အပ်ပေးတာလို့လုံးဝမရှိခဲ့ပါဘူးကျွန်မကကျွန်မပဲစည်းကမ်းရှာဆရာဝန်ရှာပြီးတော့ကိုကိုပဲကလေးကိုမွေးခဲ့တာပါဆေးဥစင်းနဲ့နေမှာပဲတစ်ခေါက်ပဲလာကြိုပြီးတော့အဲ့တော်ရရအိမ်မှာပဲပြန်နေခိုင်းခဲ့တာပါတို့အိမ်ကြီးမှာနေနေပြီးတော့တပည့်မှာ secondary မှာလေးနေအလုံးရှင်နေဝင်တဲ့ကျုံလုံးနဲ့ဆက်ဆက်ရေးဖြစ်နေခဲ့ကြပါပြီအဲ့လိုနဲ့တစ်ဖက်ကမယားကြီး တစ်ဖက်ကသူ secondary တကယ်မလေးနဲ့ဖောက်ပြန်နေတဲ့ဒါကိုခံနေရတဲ့ချိန်မှာပဲကျွန်မကတော်ရရအိမ်မှာကလေးလေးတယောက်နဲ့လေးနှစ်ကျော်နီးပါးထထခံခဲ့ရတာပါတောင်ကကုစကုခုနဲ့ဆယ်လပိုင်းမှာသူအမှုရိဖြစ်ဖန်ခံရပြီးထောက်ကြသွားတဲ့အချိန်ထိသူဘာလုပ်တာသူဘာပိုင်ဆိုင်တာတွေကိုတခုမှပြောပြတိုင်ခင်ခြင်းမရှိပါဘူးလက်ထက်မှာလည်းအစံလည်းတရားမှမပေးဘဲနဲ့လက်မဲ့ နှစ်နှစ်တမီလေးနဲ့တော်ရရအိမ်မှာနေနေခဲ့ရတာပါ။တော်သွေးခွင့်လည်းလုံးဝမရှိခဲ့ပါဘူး။သူ့မယောင်ချီရလည်းတော့မတွေ့ပါဘူး။သူ့ secondary တပည့်မလေးရပဲသူ့အမှုဖြစ်တဲ့အမှုမိတ်ထီးလိုက်သွားပြီးတော့တော်သွေးခွင့်ရခဲ့တာပါ။ဥရောဆက်ရထောင်ဝင်စားတွေကိုလည်းတူတူမလေးရပဲဥစီပြီးတွေ့ခဲ့တာပါ။၂000ခုနဲ့ရောက်တဲ့ချိန်ကျတော့ ူလျာဆက်လျာ၃နှစ်ပြည့်တော့ကြောင်းထားမှုအတွက်ရန်ကုန်ကတိုက်ခန့်ချင်းကြီးထဲမှာသွားနေတာပါတိုက်ခန့်ချင်းကြီးကမီတာတောင်မတက်ထားပါဘူးဥရောဆက်တူမှထောက်ပံ့ပေးပို့လာတဲ့ထောက်ပံ့ငွေတွေနဲ့ပဲတာမီးရောင်းလုံးကအောင်နေခဲ့ကြတာ2003ခုနှစ်ကျူလာ16နှစ်တမီရောက်လာတော့ကျမတို့တောင်းလေးနှစ်ယောက်ဘလို့မှယက်တီနေနိုင်လို့မရအောင်ဒုက္ခဖြစ်နေတာမို့လို့တမီလေးလက်ကိုဆွဲပြီးမှရက်စိထောင်ရှိထိသွားပြီးမှ သူနဲ့တွေ့လို့ရအောင်ကျမကိုကျမလုပ်ခဲ့တာကျမပဲလုပ်ခဲ့တာအမှတွေ့ခွင့်ရပြီးတော့ထောင်ဝန်ဆောင်ကိုတစ်ပတ်တစ်ခါတစ်လလေးချိန်ထောင်ဝန်ဆောင်တွေ့ခဲ့ရပါထောင်ဝန်ဆောင်တစ်ခါတွေ့ရင်အပန်းကားရိအိတ်သား30ကျော်လောက်တယောက်တည်းချက်ပြုတ်ပြီးမှသူခိုင်းတယ်များအဲ့တော့ဒီလုပ်ပြီးမှမနှူးမနေတဲ့ထောက်ကစားပို့ပေးခဲ့ရပါ ူလို့ဆက်ရထားဝင်စားကိစ္စနဲ့ကလေးကိစ္စပဲအရေးကြီးဆုံးဆိုပြီးမှအခုလုံးပြီးစစ်စစ်လုပ်ပေးခဲ့ရပါအဲ့ချိန်မှာတယောက်ကမှတော့အကူညီလို့လေလာမေးရလို့လာပေးတယ်လို့မရှိခဲ့ပါဘူးထောင်ဝင်စားပို့ရတာထောင်သွားရတာဝယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးခေပောက်ကနေအထက်လူကြီးအထိအစင်ဒီအောင်သူတို့အတားလုပ်ပေးခဲ့ရပါ2017 ဆယ်လပိုင်းသူထောင်ကြတာဆယ်နှစ်နှစ်နဲ့သုံးလကျောက်တဲ့အချိန်မှာပြည်ချင်းချနာအခွင့်နဲ့ထောင်ကနေသူပြန်လုခဲ့ရထောင်ကနေပြန်လုလာတဲ့အချိန်မှာလည်းအပြင်လောကနဲ့အဆက်အသွယ်ပြန်ရမှုလို့ဟိုတက်နေတဲ့လောက်ပဲသူ့ကိုအူကြီးပေးခဲ့ရပါထောင်ကနေလွတ်လာတဲ့အချိန်မှာပဲသူနဲ့အတူနေတိုင်းတိမ်ထဲမှာအတူတူနေဘူးอ่ะတခါမှ အတူတူမနေဘူး တူတူနေဘူးမှပဲသူကနာဆစ်စစ်ဖြစ်မှန်းသူကအရက်ကိုအလွန်ကျွန်းတောက်တတာတောက်ပင်တော့မူးပြီးရစ်တာရန်ရှာတာတော့ဝင်ကြောင်တာမဟုတ်မမှန်လေးဆွဆွေရအော်ဟိတောင်းချင်မှပစ္စည်းကိုကောက်ပေါက်တတ်တဲ့ဟာလေးကိုအဲ့ချိန်ကျမှပဲစပြီးတည်လာရတာပထမဦးဆုံးလက်ခံရတဲ့အချိန်က2012စက်တင်ဘာလမှာသူခေါ်လာတဲ့ဧည့်သည်တွေကိုဧည့်ခံခိုင်းလို့ အဲ့ခံပြီးဟင်းထည့်ပေးတာကိုအဲ့ဒီပြန်သွားတဲ့ချိန်မှာဟင်းထည့်ပေးလို့ဆိုမှတဝင်းချောင်းပြီးမှဒီအဲ့ဒီစားတော့တဲ့သူစားပကံလုံးကြီးဆင့်ထက်ထားတဲ့စိတ်လုံးနဲ့နှစ်ဖူးရိုက်ထည့်လိုက်တာအဲ့ဒီရဲ့သူစားပကံလေးလည်းအကုန်လုံးကွေသွားပြီးမှနှစ်ဖူးပေါက်သွားတာသူဒီပန်းထွက်လာတာအဲ့ဆိုသူဒီအရင်ထွက်နေရမလို့သူဒီတိတ်ဖို့အတွက်တပတ်ထားယူတာကိုနောက်ခါနေလိုက်လာပြီးမှညနာကိုတလက်ဆက် အတီးလေးနဲ့ထိုးတာကျွန်မငိုယူတောင်းမှပေးမယ်မရဘူးအဲ့ဒါပထမဦးဆုံးအကြိမ်လက်ခံရတာအဲ့ဒါဒီမှာနှစ်ဖူးကွေးသွားတယ်ဒါပထမဦးဆုံးအကြိမ်ဒီနှစ်ဖူးကွေးသွားတယ်ဟာသွေးချင်းချင်းထွက်အောင်ရိုက်ပြီးတော့ဟောက်တန်နေတဲ့သူနည်းနည်းချိုက်ချိုက်အိပ်ပျော်သွားတဲ့အချိန်မှာပဲသွေးတွေတက်အောင်လုပ်ပြီးတော့သွေးတွေကိုကျွန်မတယောက်ထဲ တုတ်ခဲ့ရတာဒုတိယအကြိမ်ရိုက်ခံရတာလေသူ့ဧည့်သည်လေးကိုသူခိုင်းလို့တချင်းဆူပြရတာဧည့်သည်ပြန်သွားတဲ့အချိန်မှာဘာလို့တချင်းဆူပြရတာလဲဆိုပြီးတော့စစ်တာမေးတာခင်းနေလို့မှာပဲတော်တိုင်းကုန်ကြီးနဲ့ကောက်ပေါက်လိုက်တာအဲ့ဒါလေဒီမှာကိုရောပြီးတော့တွေးချင်းချင်းထွက်ခဲ့ရတာအဲ့ဒါဒုတိယအကြိမ်တတိယအကြိမ်ကစီလိုနာဟိုတယ်မှာသူနေဖို့အခန်းယူခိုင်းတာကို reservation တွေလုပ်ပြီးတော့ hotel ရောက်တဲ့ခါကျတော့ reservation ကနေပြီးတော့မပုံတင်တောင်းအခန်းတော့ယူနေတာကိုသူတို့အစင်းနဲ့လို့ဒီလိုစောင့်ခံရပါမလားဆိုပြီးမှအုံးဟစ်တောင်းချမ်းပြီးမှစီလိုနာ hotel ဝင်နေမှာပဲရိုက်ခဲ့တာပါလာတမကားပေါ်ပစ္စည်းတွေနဲ့အကုန်ကောက်ပေါက်တာစရုပ်တာအချိန်လုံးကကျတော့သူတာတငယ်ချင်းမိင်္ဂလာဆောင်တစ်ခုသွားတာ သွားတော့မှစီကားနဲ့သွားတာကိုအပြန်မှာအာဒီကကားနဲ့ကြိုလို့ဆိုပြီးမှကားပေါ်တက်တာနဲ့ကားရှိခံနေပြီးမှနောက်ခံလမ်းရိုက်တာထုံးထားတဲ့စလုံးကအကုန်လုံးပြုတ်ထွက်အင်ဂျီကျေးသေးလေးလည်းအကုန်ပြုတ်ထွက်ကုန်တာတူတူကားမောင်းနေတာတူတူရှိမှာပဲရိုက်ခံခဲ့ရတာနောက်တစ်ချိန်တော့လေဂျူလီယာဆက်ကလေးကိုအမေရိကန်နေဖွဲ့ယူဖို့အတွက်အမေရိကန်တန်ယုံမှာအင်တာတော့အင်တာဗျူးတော့ဖြေရတာ သူ့အင်တာဗျူးဖြေခိုင်းရမှာမလားသူ့အချက်ကိုခွဲရဲဆိုပြီးမှတန်ရုံရွှေမှာပဲဆဲဆိုပြီးမှစာရွက်တွေအားလုံးလွှတ်ပြပလိုက်တာအဲ့စာရွက်တွေတိတ်မကြံကောက်ရင်းနေပဲဂျန်နေခဲ့ရတာပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေနဲ့ပတ်သက်ရင်လေသူကအိမ်မှာသူ့တူမကို finance manager ယုံယုံက manager ဖြစ်ခန့်တာတော့အိမ်ကစာချုပ်စာရမ်းနေရာနေ အပန့်ကိစ္စဝင်ငွေထွက်ငွေတွေအားလုံးကြောင်းရင်းရတနာတွေမိခင်တတာတော့အထိ final ရုံကနေပဲစီမံခန့်ခွဲတာအင်ဂျင်ကြီးကလေးစရိတ်တွေကိုလည်းဦးရောဆက်ရဲ့ခွင့်ပြုချက်နဲ့ပဲ final manager စီကနေလက်မှတ်ထိုးပြီးမှထုတ်ရတာသူခွင့်ပြုချက်မရပဲနဲ့ဘာမှထုတ်ယူပိုင်ခွင့်သုံးစွဲပိုင်ခွင့်မရှိဘူးအဲ့ဒါကျွန်တော်တို့မှမဟုတ်ဘူးသူတာသမီးလေးအကုန်လုံးရောသူ့ရွှေမျိုးလေးအကုန်လုံးရောအဲ့လိုပဲလုပ်ရတာ ဒါကြောင့်မလို့ကျွန်မပိုင်ဆိုင်နေဆိုတဲ့ပစ္စည်းတွေအကုန်လုံးကသူများနဲ့တန်းတူပေးထားတဲ့ဟာတွေကိုကျွန်မမသုံးဖြစ်ဖဲနဲ့စုဆောင်ပြီးဝယ်ထားတယ်ပစ္စည်းလေးကြီးပဲသူခွင့်ပြုချက်ရထားလို့ယူထားတဲ့ပစ္စည်းလေးကြီးပါပဲသူကစိတ်ပိုင်းဆိုင်ရာကိုယူပိုင်ဆိုင်ရာကိုတရားရာခိုင်နှုန်း control လုပ်တာကိုစိတ်အတိုင်းမဲနေလို့မရအောင်သူစိတ်အတိုင်းကြီးပဲနေခဲ့ရတာပြဿနာမရှိလေပြဿနာရှာတာ ဘလို့မှရန်ကိုရှောင်လို့မရခဲ့ဘူးပြန်ရှင်းပြရင်လေသူ့နာရှိတဲ့ပစ္စည်းတွေနဲ့အကုန်ကောက်ပေါက်တာအဲ့ပစ္စည်းတွေကောက်အဲ့ပစ္စည်းတွေလည်းပဲကောက်ပေါက်တာမလို့ဒီကုလုံးလည်းညုံမဲဆွဲရဖုန်းလေးဆိုလေကျမရဲ့ဖုန်းလေးဆိုလေတလုံးပြီးတလုံးလိုက်ခွဲရဒီထက်ကျင်းလိုက်ဆိုရင်အိမ်ပေါ်ကနေမောင်းချတာသူကျမကိုအလောက်လုံးနေလေကျမထင်တာက तू မမောင်းဘူး جماعه ပဲမားနေရာ तू ရှာကျွေးနေရတာ तू အရှိမနေနေရတာ तू ကမမောင်းငါပဲမားနေငါပဲငါပြင်ရမှာအချမ်းမို့ဘူးကိုကိုကိုပဲပြင်လာနေတာထိုင်တာပြောရမယ့်စကားတွေကနေချက်ပြုတ်ကျူရတဲ့ဟင်းဒီဆက်နေပတ်သက်ရင်လေနေလာညလာလူရှိရလားတမီးလေးရှိရလားဘာမှမရှောင်ပဲနဲ့ဆက်ဆံခံရရတာမိုးလေးကနေအဲ့ရဝင်ချင်းကြီး သူအမိန်သူခွင့်ပြုချက်မရပဲဘာမှလုပ်လို့မရဘူးအမေရတဲ့တဝင်ကြောင်လားလူတကာနဲ့ပေးစားနေရတပည့်တွေနဲ့လည်းဆွဆွဲပြောဆုံးနေရညာရရစ်ခတ်ရမအေးရပဲနဲ့နိုင်ပေါင်းများစွာပစက်ပိတ်ဒီမှာနားထောင်ပေးရတာဘာမှပြန်ပြောခွင့်မရှိဘူးပြန်ပြောရဲဆိုရင်မောင်ထုတ်ခံရရမှာအရှိယအိတ်ခံပါလေအိတ်ခံရတဲ့အချိန်ဒီလေမရှိမတွေ့နိုင်အောင်ပဲ လူများတွေပြောသလိုဥရောပကစိတ်နှိပေါ်ဆိုအရန်ကောင်းတော့ဟုတ်ပါတယ်။လူမှုရေးလည်းအရန်ကောင်းတယ်။အဲ့ဝက်လည်းရန်ကြည့်တယ်။လူတန်းတွေလည်းရရောတယ်။သူတို့ဘာဟုတ်လဲ။ကုညီပေးတတ်တာဆိုတာတကယ်ဟုတ်ပါတယ်။ကျမတို့ပုံမှာပဲမဟုတ်တာပါ။အပြင်ကလူတွေပုံမှာပြန်ပြောလို့မရတဲ့ဟာတွေကိုအိမ်ကကျမတို့အပေါ်မှာပဲဖောက်ထွက်တာ။ကောင်းတာတွေလည်းအများကြီးရှိပါတယ်။ကောင်းတာတွေနဲ့မညီများတဲ့ဒုက္ခတွေကိုလည်းခံခိုင်းရပါ။တစ်ခေါက်ကဆိုရင်ကြောက်စိမ့်လုံးကြီးနဲ့ ကောက်ပေါက်တာဘသူကမှဝင်စရဲတာရဲရဲ့လိုမရှိဘူးသူလည်းဆက်က15နှစ်တမီလေးပဲရှိသေးတော့သူကြောက်ကြောက်ကြီးနဲ့သူဝင်စွဲဝင်ကူခဲရတာပါတမီလေးကျန်နေကဆက်ဆိုလဲအရွယ်နဲ့မမြအောင်ဒီတိုင်းဒါဒီပဲမြင်တွေ့နေရတဲ့ခါကျတော့15နှစ်တမီလေးနဲ့ပဲစိတ်ချမရေးစရာဝစီမှာသူ့ပြပေးခဲ့ရတာအားလေးချောချွာဆိုရင်လေအော်တစ်စင်ဆိုတော့သူကလက်မခံအောင်အော်တစ်စင်ဆိုတာကကျတော့ အချိန်ရှိတော့ငယ်တော့အချိန်မှပဲလေ့ကျင့်ရတာဖြစ်တဲ့အတွက်တွားလေ့ကျင့်တာလည်းလေ့ကျင့်နေဆရာဝန်ကယောက်ျားဆိုပြီးတော့တဝင်းချောင်းပြီးမှမတော်ရအောင်ဆိုမှပိတ်ပြင်တော့တူတက်တင်တယ်လားမတူတက်ခဲ့ဘူးကျမတော်လေးအော်တစ်စင်းနဲ့ပတ်သက်မှလည်းကျမအမတိုင်နဲ့မန်ရှော့ပြီးမှဒီတိုင်းမကြည့်နေခဲ့ရတာဘာမှလုံးပိုင်ကိုမရှိဘဲတိပေမဲ့ 2019မှာသူလည်းဆက်တက်ချောင်းပြီးတော့ရန်ကုန်ဟိုတယ်မှာသူ့ကိုမန်နေဂျာ position manager အဖြစ်လုပ်ခိုင်းတာတော့တိတ်လုံးပြီးလုပ်ခဲ့ရမဟုတ် department တစ်ခုရဲ့ position manager အဖြစ်ပဲသူ့ကိုပြီးလုပ်ခဲ့တာသူဂျော်ကနေအော်တိုဘာလအထိလေးလောက်လုပ်တဲ့ချိန်မှာသူဝါဒနာမပါတာရောမမနဲ့ပပတို့ရဲ့ရန်ဖြစ်ပြီးဒီလိုအိမ်တွင်းရဲ့ ဒီကြီးလေးကိုကိုမျိုးမြင်နေရတဲ့ခါကျတော့သူကညာဘက်ကအိတ်မပြောတော့ဘူးညာဘက်အိတ်မပြောလို့သူကဒီညာလေးကိုသူရှင်းဆိုင်ကြော်လောက်ဖို့ရအတွက်သူအိတ်စီတွေတောက်ခဲ့ရတာတကယ်မှသူဘာမှသူရဲ့တေလို့အခက်ဖို့အတွက်ခေါ်တော့သူကအစ်စီတောင်းလွန်ထားတဲ့ဟာကိုမြင်ပြီးမှဂျူလီယာဆက်ကိုရိုက်တယ် လက်စရခံရပစ္စည်းတွေလည်းအားလုံးရိုက်ခွဲမှာကလေးကကြောက်လို့ထွက်ပြေးတာထွက်ပြေးတဲ့နေရာလေးထိုင်လိုက်မှရိုက်တာလက်နဲ့မိလက်နဲ့ရိုက်လက်တီးနဲ့ထိုးပြီးမှကလေးကပြင်းရင်းနဲ့ကလေးကလဲချတာလည်းလဲချတဲ့နေရာလေးမှာချက်ောက်တည်းနဲ့ချက်ပေါင်းများစွာပိတ်တက်ခံရတာကျမတမီးလေးကျမမျက်စိရှိမှရိုက်ခံရတာကျမဝင်လည်းမဆွဲရဲဝင်လည်းမတားရဲဘူးငိုရိုးမှမတောင်းမခဲ့ရတာ အညာပါပဲဂျူလက်ဆက်ကသူ့ဘာဟိုတယ်ကနေဆင်းသွားပြီးမှသူသူများကုမ္ပဏီတွေမှာပဲလာခစားလုပ်တွေဝင်လုပ်နေသူကသူပဲရှာစားတော့ဟိုတယ်မှာလည်းသူအလုံးမလုံးတော့တာဖြစ်တဲ့အတွက်ထောက်ပံ့ချေတွေလည်းသူမရတော့2020မှာကိုဗစ်တွေဖြစ်တဲ့ခါကျတော့မကုမပြန်နေကြတော့ဂျင်းကလည်းမကုမပဲဇွန်နဲ့ကြောင်းလေးရချိုချိုကတော့ကျတော့လေအော်တီစင်ဆီယာမရဲ့အခုအညီနဲ့ ော်တစ်ဆင်ဆရာမရဲ့လမ်းညွှန်မှုတွေနဲ့ပဲအော်တစ်ဆင်ဆရာမတယောက်ငါပြီးတော့ home school လုပ်ပြီးမှစတင်ခိုင်းခဲ့တာကျွန်မကပဲ2020ရောက်တော့ဒီနေ့ကအကြောင်းလေးပြန်ဖွင့်ဖို့ဘူရောဆက်ရခွင့်ပြုချက်နဲ့လေကျောင်းပြန်အပ်ဖို့အတွက်ရန်ကုန်တက်လာခဲ့တာမပြန်ခင်ညမှာဂျူလီယာရဲ့ကျမရဲ့မိန်းကလေးတကယ်ချင်းနှစ်ယောက်ရဲ့ဘာမှသွားပြီးစားခဲ့တာ အိမ်ကသူခန့်ထားတဲ့ကားဒရိုင်ဘာပဲလိုက်ပို့ပေးပြီးကားပါကင်မှာပဲစောင့်နေခဲ့ရအဲ့တော့ည7:00နာရီမှာပြန်လာရမှာမလားဆိုပြီးမှဖုန်းဆက်ပြီးမှပြဿနာရှာပြီးမှဘူဟိုတယ်ကနေညတွင်ချင်းစေပေးဖို့မောင်းထားခဲ့တာအဲ့ဒါကိုသူ့သားမျိုးမထွေးကိုဗိုက်ဘာကနေပြီးကောခေါ်ပြီးမှမောင်းချခဲ့ရသူ့တီးခောက်ရက်တန်နေနဲ့ချင်းချင်းတက်တက်ကိုမောင်းချခံခဲ့ရတာ အဲ့မှာလေကျွန်မကငိုယူပြီးတောင်းမှန်လေမရခဲ့ဘူးတနာကြီးအတွင်းမှာပစ္စည်းတွေအလုံးသိမ်းဆိုပြီးမှဒီကောလည်းတစ်ဖက်ကခေါ်ပြီးမှကျွန်မတို့အခန်းတကားရှိမှာပဲရက်ပြီးဆောင်နေတာအဲ့ဒါကိုကျူလီယာဆက်ကလေးကဝင်ကူဝင်တာပေးတာကိုလေသူ့တားအငယ်ဆုံးကကျူလီယာဆက်ကိုပါချခဲ့တာကျွန်မတမီးလေးပါချခံနေရတာကိုလေ ไอ้คนนี้เราเนี่ยจะมาให้รู้สึกในตุ๊ตาวโมยพี่พาไปตองมันนี่แกล่ะคอนฟิวเรียสอบไปทุบได้จริง2นาทีอันนี้4นาทีที่สุดแล้วจมารู้ว่า4นาทีปีมาตั้วมั้ยสู่เราโล่งอ่ะไม่ยากเกินเลยจมารู้ไอ้นี่ญามาเลยญาเป็นชื่อโฮเทลอันนี้ซินดี้เลยอ่ะดีตะคาจ้ะรออุยศตาโกไรงา နင်းချတာရေဒီတခါသူတို့ရဆက်ကိုပါရိုက်လိုက်တာဆိုတဲ့ခါကျတော့ငါတို့လို့ပြန်ခေါ်လဲလို့မတော်ချဆိုလို့ငါတို့ဒီငါနေထွက်သွားဖို့အတွက်စ조사နေကြတာပဲလို့ကိုကိုပဲရှာစားကြမယ်ဆိုမှချက်ချောင်းနဲ့စုံဖြတ်ခဲ့ကြတာသူခွင့်ပြုချက်နဲ့ပေးထားတဲ့ပစ္စည်းလေးကိုပဲရောင်းချပြီးတော့သူရဆက်ကသူမြက်ကမှန်ငယ်တော့ထိတက်လာတာသူမြက်ကမှန်တင်သွင်းဖြန့်ချီပြီးမှ ကျောင်းအောင်ဆိုမှကျွန်တော်တို့ကုမ္ပဏီထောင်ပြီးမှတင်သွင်းဖြန့်ချိကိုလုပ်ခဲ့ကြတာ2021ကနေကျွန်တော်တို့တာမီ3ယောက်ကရန်ကုန်မှာဥယျာဉ်စနစ်တာလီရကျွန်တော်မြို့ကမှာနေခဲ့ကြတာသူတွေကပြန်အဆင်မပြေချင်တော့ကျွန်တော်ကိုယ်တိုင်လည်းပြန်မပေါင်းချင်တော့အဲ့လိုနဲ့နေလာရင်းနဲ့မြို့ကနေရန်ကုန်ကိုဥယျာဉ်စနစ်2025ခုနှစ်မှာတက်လာတာတညမှာကျွန်တော်တို့ကတကားကခောက်တာ ောက်ဆိုကျွန်မတကားခောက်တော့ဖွင့်ချလိုက်တော့တပည့်ဝင်တယ်လေ။ရဟင်းလာပို့တာဆိုလို့ကျွန်မတကားဖွင့်ပြီးယူလိုက်တာ။အဲ့မှာအဲ့လူကြီးကပုံနေတာကနေဆိုအတင်းဝင်လာပြီးမှကျွန်မအတင်းတရတိုက်ဆွဲခေါ်ပြီးမှအတင်းအာရမအိတ်ဖို့ကြိုးစားတာ။ကျွန်မမပေါင်းနိုင်တော့ဘူးလို့ပြောတဲ့ချိန်မှာသူကဒီမပေါင်းနိုင်ရင်ငါနာယူထားတဲ့ပစ္စည်းတွေအကုန်ပြန်ပေးဆိုပြီးမှစပြီးအကြမ်းဖက်လာတာ။ကျွန်မတို့အိမ်ကမိခင်တတအောင်လေသူ့ဟိုတယ်ကတပည့်နေနဲ့ကျွန်မအခိုင်မှာယူရိုင်းမှာ နေခဲ့တဲ့ဓာတ်တွေကသူလိုချင်တဲ့ပစ္စည်းတွေကိုအကုန်ထုတ်သူလိုချင်တဲ့ဟာတွေအကုန်လုံးကိုပေးပါပုံနဲ့မှထဲဓာတ်စီလောင်းမှာမိရှုပ်ပြတာအဲ့လိုလုပ်နေတဲ့ဟာတွေကိုလည်းဗီဒီယိုထိုက်ပြီးမှကြည့်ခိုင်းနေတာညာတိုင်းခက်နေဝင်လာတာရိုက်နေဆဲဆိုးငါအိုးဖြစ်သွားပြီမလို့နေရာမပေါင်းချင်တော့တာမလားဆိုပြီးမှလင်းစီချစီတောက်ခရီးရည်နဲ့လေးချင်ပြီးမှ အကြီးမောင်းများစွာကာမဆက်ဆံခံခဲ့ရတာသူပေါင်ချင်း300ရည်နဲ့တက်ဖြစ်လာတဲ့ခါကျတော့ဘိုက်ဒီပါဆိုမျိုးမဲဆွဲပြီးမှဘိုက်ဒီပါနာကုန်တာအဲ့ဒါကျွန်မကယုံလို့ဟိုဝင်နေတဲ့အတန်လေးရိုင်းနေနေတဲ့အတန်လေးကိုသူ့ဟိုတယ်ဝင်နေနေရကြားနေပြီမဲ့လေတယောက်မှထွက်တော်မကြည့်ရဘူးသူ့တာသမီးတွေရောသူ့တူတူမတွေရောသူ့ညီလေးကြီးပါ ကုန်လုံးသိရယ်ကျမတို့နေရဲ့အိမ်ကလည်းတကားကြီးအားလုံးဖြတ်ပြီးမှချိတ်ပိတ်လိုက်တော့တာ CCTV တွေလည်းတက်သူ့ဟိုတယ်အတင်းလာနေခိုင်းလားဟိုတယ်ကနေရတဲ့အခန်းကိုလည်းအခန်းတကားရဲ့တော့တွေအကုန်ရိုက်ဖြတ်ပြီးမှလုံးဝ privacy မရှိဘူးနော်ဘောနော်သူတို့တော့ဝင်လိုက်တာနဲ့သူတို့ဖွင့်သွားအောင်ကြည့်ပဲဖြစ်အောင်ကြည့်ကျမတို့အဲ့လိုနေခိုင်းနေရ ဘလို့မှဆက်မနေနိုင်တော့တာမို့တမိလက်လေးကိုခေါ်ပြီးမှကျွန်တော်ပိုင်တဲ့ပစ္စည်းတွေတူဂျူလီယာဆက်နေတဲ့ကွန်ဒိုကိုထွက်ပြေးလာခဲ့ကြတာပါတမိလက်ကိုလည်းနေတဲ့ကြောင်မှနေထုတ်ပြီးတော့သူလက်ကနေလွတ်ဖို့အတွက်သူများနာနေပစံချီပြီးတော့ချိန်မိုက်မှာကြောင်တက်ဖို့အတွက်ပြင်ဆင်နေခဲ့ကြတာအဲ့ဒါကိုဦးရဆက်ကလူပြောင်း မပြောက်တယ်ဆိုမှအမှုဖွင့်ပြီးတော့ဂျူလီယာဆက်ကွန်ဒိုမှာရေးလိုက်လာရှာတာအဲ့ဒါဂျူလီယာဆက်ကရေးစခန်းထိလိုက်သွားပြီးမှသူ့အဖေနဲ့နှစ်နာရီကျော်ရှင်းခဲ့တာပြီးသူ့အဖေကိုလည်းသူပြောခဲ့တာသူ့အမေကိုမနောင်ရှက်ဖို့နဲ့လွတ်လပ်ခွင့်ပေးဖို့အတွက်ပဲသူတောင်းဆိုခဲ့ရဂျူလီယာဆက်နေတဲ့ကွန်ဒိုမှာမနေရတော့ပဲနဲ့မကီဝါဟိုတယ်မှာတာမီနီယောက်ပြောင်းပြီးမှနေခဲ့တာ ဒုတိယအကြိမ်ပစ္စည်းကိုခိုးယူသွားမှုနဲ့အမှုထောက်ဖွင့်ခံရပြီးမှမကွာဟိုတယ်မှာလာဖမ်းခံခဲ့ရတာ။တာမီနီယံဟိုတယ်ထဲမှာအခန်းထဲမှာနေနေလို့မဲဟိုတယ်ကဖုန်းဆက်လာပြီးမှအမနာမည်နဲ့ရဲတွေလာရှာတယ်လို့ပုံဖြစ်နေလို့မှပဲတကားလေးစက်တိုက်ခောက်ဘဲလေးစက်တိုက်တီးနေရတယ်ထောက်ဖွင့်ကြည့်လိုက်တဲ့အချိန်ကျတော့ဟိုတယ်မန်နေဂျာရဲ့ဝန်ထမ်းတွေရဲ့အယောက်ဝိရဲ့ဝင်လာပြီးမှပစ္စည်းခုံမှုနဲ့ အမှုဖွင့်ထားတာဆိုပြီးမှလာဖမ်းတာရဲစခန်းကိုလိုက်ခဲ့ပြီးဆိုပြီးမှ ပြောတာဥရောစက်ကလည်းဝင်လာပြီးမှဟုတ်တယ်သူပဲခေါ်သွားတော့စခန်းကိုဆိုမှပြောတာကျွန်မလည်းဥပဒေကိုယုံကြည်ပြီးမှယုံကြည်စွာနဲ့လိုက်သွားခဲ့တာစခန်းရောက်တဲ့အချိန်မှာစခန်းမှုကတိုင်ချက်ဖွင့်ထားတယ်အမှုတွေကိုအချောင်ရိုင်းမှာဒီမှာဒီနေသွားတဲ့ပစ္စည်းတွေပြင်မှာလဲပြင်မှာတယောင်းထားတာလဲပြင်မှာထားပတ်ထားတာလဲထုတ်ပေးဆိုမှပြောတာ တကယ်လို့နေကိုမထုတ်ပေးရင်နေကိုဖမ်းထားလိုက်မှာတကယ်လို့ဖမ်းထားလို့မှနေကမထုတ်ပေးနိုင်ဘူးဆိုရင်ဒီမှာတရားနှစ်ဥပဒေဆိုတာရှိတယ်စောင်းထမရေးထားတဲ့ဖက်ကြည့်ဆိုမှစောင်းဖက်ခိုင်းတာထောက်ခွင့်တတိကြခိုင်းကြခံနိုင်တယ်ဆိုမှပြောတာအဲ့လိုစစ်နေလို့မှပဲဥရောပစကားဝင်လာပြီးမှဒေါ်လာတွေနဲ့စကမ်းမှုရှိမှပြောဆိုမှကျွန်မလက်ကိုရိုက်လိုက်ပြီးမှသူခိုးသွားတဲ့ပစ္စည်းတွေမပေးနိုင်လို့ဆရာရှေ့ဆက်လို့ဆိုမှပြောတာစကမ်းကလည်းတောင်းပန်လိုက်လေ နင်သူ့တောင်းမှလိုက်လေဒီကိစ္စကနင်သူ့တောင်းမှလိုက်ပြီးသွားမှာပဲယောက်ျားကြီးဘာကြိုက်တက်တယ်ဆိုတာနင်သိရမလားဆိုမှပြောဦးမှာသူပြန်ခါနေဖက်နှက်ကစောင်းနေတဲ့ဟာကိုတိတ်ပြီးလိုက်ဆိုမှခိုင်းတာစကားမရှိပါပဲသူဖက်နှက်ကိုပြန်ပြီးမှတိတ်ပြီးခဲ့ရတာအမှုလေးရှင်ဆိုင်မှုအတွက်အမခံလုံးနေတော့မှာပဲသူ့ရဲ့အုပ်ကဒီညကအမကိုအချုပ်ထဲမှာအိတ်ခံထားတာအမမပါလာတယ်ပစံအိတ်တီ ဖုန်းကြီးကိုသုံးခိုင်းထားတာကျွန်တော်တို့ကမလုပ်ပါဘူးဆိုမှပဲပြောတာအာမခံရရင်မှပြန်လို့ရပြီဆိုမှပြန်လာတာမကီဝါဟိုတယ်ရောက်တဲ့ခါကျတော့တမီးလက်ကလေးကိုခေါ်သွားကြပြီးမှကျွန်တော်ရဲ့ပစ္စည်းတွေလည်းတခုမှမချင်တော့ပဲတင်သွားကြတာအခုတစ်ထည့်ကိုတခုနဲ့ပဲချက်နေတာကျွန်တော်အထက်ကပြောထားသလိုပဲဥရောဆက်ရခွင့်ပြုခြင်းနဲ့ရထားတယ်ကျွန်မမသုံးမနဲ့စူထားတယ်ကျွန်မရဲ့လက်ဝတ်ရတနာ လေးတွေရဲ့အင်ဂျီဥပ္ပစာတွေရဲ့စာချုပ်စာတမ်းအချို့ရဲ့မပုံတည်ရဲ့စမကတ်ရဲ့ရမောင်းလိုက်စင်ရဲ့ပတ်စပို့ရဲ့အားလုံးကိုတို့ဥယောစကတင်သွားတာသူတို့ပိုင်တဲ့ပစ္စည်းဆိုရင်ဘာတစ်ခုမှမယူခဲ့ဘူးသူကပစ္စည်းတွေပြန်ရချင်ရင်သူနဲ့ပြန်ပေါင်းဆိုမှညှိရကျမကပြန်မပေါင်းချင်တော့ဘူးအိမ်ကိုလည်းပြန်မတက်ချင်တော့ဘူး အိမ်ပေါ်ပြန်တဲ့ရေအညိုးတွေနဲ့ဘယ်နှစတော့မှနှိမ့်စက်ခံရမှလည်းမသိပါဘူးရှင်။သူတိတ်ခါသူစူးစားတိဆောက်ခဲ့တဲ့သူ့ဘဝကိုပြောလိုက်ရင်ပြည့်စည်သွားမှာဆိုပြီးမှနှိမ့်စက်ခံနေရတဲ့ထေရနေမပြောရက်ဖက်နဲ့နှစ်ပေါင်းများစွာကြာခဲ့တာပါ။တကယ်တော့ဒါတွေကိုကျမကရောဂျူလီယာဆက်ကရောလုံးဝပြောဖို့စိတ်ကမရှိပါဘူး။တိတ်တိတ်ကလေးပဲအဝေးကိုထွက်ပြေးခဲ့ကြတာပါ။ဥယောဇကအမှုတွေဖွင့်မပုံတင်မရှိစမကတ်မရှိအဝတ်တထည်ပိုးတစ်ခုထိပြအောင်လုပ်လိုက်လို့ ပြောရတော့တာပါတကယ်တော့ကိုယ့်ရဲ့အိမ်တွင်းရင်းမိသားစုအရေးကိုပြောရတာအရင်ရှက်ပါတယ်အမှန်တရားအတွက်အတင်းပြီးရင်ဆိုင်နေရပါတယ်ငွေအားလူအားအတိုင်းဝိုင်းအားမရှိပါဘူးတာမင်းတယောက်ထည့်ရှိရပါကျမတို့ဘက်ကနင်နာခေရမှုတွေအတွက်တရားစွဲဆိုဆောင်ရွက်တာ အခုထိမရှိပါဘူး။ဥယောဆက်ဖက်ကပဲကျမနဲ့တမီလေးကိုတရားစွဲဆိုထားတာပါရှင်။